မင်္ဂလာမနက်ခင်းပါရှင်2025ခုနှစ်အောက်တိုဘာလ30ရက်နေ့ Radio NUG ရဲ့မနက်ခင်းပြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်ကျွန်မကတော့ຫນွေဦးမောမကျွန်မအဦးဆုံးတင်ပြပေးမယ့်သတင်းကတော့ကုလသမဂ္ဂတတိယကော်မတီတွင်မြမအရေးဆွေးနွေးပွဲကျင်းပတဲ့သတင်းဖြစ်ပါတယ်ကုလသမဂ္ဂအထွေထွေညီလာခံ၏လူမှုရေးလူသားချင်းစာနာရေးနှင့်ယဉ်ကျေးမှုရေးရာကော်မတီတတိယကော်မတီတွင်မြန်မာနိုင်ငံ၏လူ့အခွင့်အရေးခြေနေဆိုင်ရာအစည်းအဝေးတစ်ရပ်ကို အော်တိုဘာလ28ရက်နေ့မိုးလွယ်ပိုင်းကကျင်းပခဲ့ကြောင်းသတင်းရရှိပါရယ်စီဝေတွင်ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဤမြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Miss Julie Bishop ကဗီဒီယိုမှတ်တမ်းဖြင့်မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရန်နေရာအကြီးအကဲ Mr. Nicolette Kangjie နဲ့မြန်မာနိုင်ငံလူခွင့်ရဲ့အထူးအစီရင်ခံစာတင်သွင်းသူ Mr. Thomas Andrew တို့ကလူကိုယ်တိုင်တက်ရောက်၍အစီရင်ခံစာများအပေါ်အခြေခံကဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ အဲ့နောက်မြန်မာနိုင်ငံ၏အမြဲတမ်းကုလသမဂ္ဂကိုယ်စားလှယ်တမ်မတ်ကြီးဦးကျော်မိုးထွန်းကစီအုပ်စုသည့်2021ဖေဖော်ဝါရီအနာသိမ့်ပြီးနောက်ယခု9နှစ်နီးပါးအတွင်းပြည်သူများအပေါ်စစ်မှတ်ကျူးလွန်မှုကိုပုံမတိုးချဲ့လှုံ့ဆော်လာကြောင်းစာတင်ကြောင်းဆေးရုံဘာသာရေးအဆောက်အအုံများပါဝင်ရဲသားနေရာများကိုလေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးပစ်ခတ်မှုများဇက်တိုက်လှုံ့ဆော်နေကြောင်း2025ခုနှစ်အတွင်းလေကြောင်းတိုက်ခိုက်မှုရေအတွက်မှ2024ထက်နှစ်ဆမြင့်တက်ခဲ့ကြောင်းထောက်ပြခဲ့ပါသည် ဆုံသန်းစစ်ဆေးရန်နေရာကစူဆောင်းထားသောတပ်တွေအထောက်ထားများတွင်ရတားများကိုတပ်ဖြတ်ခြင်းထိမ့်သိမ်းစင်တာများတွင်လျှက်စစ်လျှော့နှင့်လေပင်းညှက်တက်ခြင်းလိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုများပါဝင်ကြောင်းဖော်ပြခဲ့ပါသည်ကုလသမဂ္ဂအစည်းအဝေးခန်းစာများအရနေရဲစုခွာထွက်ပြေးသူ3.6တန်းကျော်လူသားချင်းအကူအညီလိုအပ်သူ22တန်းရှိနေပြီးကလေး6.9တန်းနဲ့မျိုးသမီး30.4တန်းပါဝင်ဖြစ်ကြောင်း2025မတ်လငလင်ပင်တွင်လူ3800ကျော်သေဆုံးနေအိမ်9500ကျော်ပျက်စီးခဲ့တော့လဲဆေးဥစုက ဘုံကျဲမှုများဆက်လက်လှုံ့ဆော်ခဲ့ကြောင်းသတ်မှတ်ကြီးကပြောခဲ့ပါတယ်။ဒါ့အပြင်ဦးကျော်မိုးထွန်းကမြန်မာနိုင်ငံဒီနယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုဗဟိုချက်ဖြစ်လာကြောင်းကရင်နှင့်ရှမ်းပြည်နယ်ရှိစစ်ကောင်စီထိန်းချုပ်နေမည်များတွင်အွန်လိုင်းလိမ်လည်မှုစခန်းကြီးများဖွင့်လှစ်ထားကြောင်းထောက်ပြခဲ့ပါတယ်။ဆိုပါစခန်းများတွင်လူကုန်ကူးခံရသူလူငယ်တသိန်းခန့်အတင်းအကျပ်လိမ်လည်မှုကျူးလွန်စေခိုင်းခံနေရကြောင်းနှစ်စဉ်ဒေါ်လာ40ဘီလီယံခန့်အမြတ်ထုတ်နေကြောင်းဆိုပါတယ်။ထို့အတူဆေးဥစုပြင်ဆင်နေသောရွေးကောက်ပွဲသည်လုံးဝယုတ်တိကဲမဲ့ ိုင်ငံရေးထောင်ကျဖြစ်ကြောင်းဦးကျော်မိုးထွန်းကပြင်းထန်စွာကန့်ကွက်ခဲ့ပါတယ်။ရွေးကောက်ခံအစိုးရကိုဖယ်ရှားခဲ့သည့်စေုပ်စုတွင်ရွေးကောက်ပွဲကျင်းပခွင့်မရှိကြောင်းနိုင်ငံရေးကောင်ဆောင်များထောင်ချခံရဆဲဖြစ်ကြောင်းနေမြေ30ရာခိုင်နှုန်းအောက်သာထိမ့်ချုပ်ထားနိုင်ကြောင်းသူကထောက်ပြခဲ့ပါတယ်။တမန်ကြီးကနိုင်ငံတကာကစျေးစုထံလက်နက်လေရင်စီနှမျိုးသုံးပစ္စည်းများစီစုမှုဖျက်တောက်ရန်မြောက်လိုင်းအား ICC ဖန်ဝရန်ထုတ်ရန်နိုင်ငံချင်းသားများချက်ချင်းလွှတ်ပေးရန်နဲ့အာဆီယံဘုံသဘောတူညီချက်9ရဲ့အပြည့်အဝအကောင်အထည်ဖော်ရန်တောင်းဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်ရင်းချမ်းရင်တိုက်ခါရှိမှုနှင့်စစ်မှန်သောဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက်နိုင်ငံတကာ၏စည်းလုံးညီညွတ်သောအကူအညီများကိုမြန်မာပြည်သူများကအားထားပါကြောင်းဖွဲ့ဝင်နိုင်ငံများ၏နိုင်ငံရေးဆန္ဒရှိမှုနှင့်လူသားစံမှုအပေါ်ထားရှိသည့်မှန်ကန်သောမူတို့ကသာလျှင်မြန်မာပြည်သူများ၏အသက်အိုးအိမ်နှင့်အနာဂတ်တို့အားကဲတင်နိုင်မည့်တောင်းကျဖြစ်ပါကြောင်းပြောကြားခဲ့ပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ချင်းလန်းကောင်စီမှဆီယိုဆူရီရေကောက်ပွဲကိုလုံးဝဆန့်ကျင်ကန့်ကွက်တဲ့သတင်းဖြစ်ပါတယ်။ ဇင်လန်းကောင်စီကစေအုစုမှကျင်းပရန်စီစဉ်ထားတဲ့ရွေးကောက်ပွဲကိုအတူရရွေးကောက်ပွဲဟုရင်းညွန်းကလုံဝဆန့်ကျင်ကန့်ကွက်ကြောင်းအော်တိုဘလ29ရက်နေ့မှာထုတ်ပြန်ပါတယ်။ကြေညာချက်တွင်စေအုစုသည်ဆရာနာရှင်စနစ်တည်မြဲရေးအတွက်2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုအခြေခံပြီးရွေးကောက်ပွဲအပိုင်း1ကိုဒီဇင်ဘာလ28ရက်တွင်ကျင်းပရန်ပြင်ဆင်နေကြောင်းမဲစင်းစုစည်းခြင်းမဲပေးဆက်ဖြင့်ဂျိုတင်လေ့ကျင့်ခြင်းနဲ့စစ်ပေးရှောင်များဂျိုတင်မဲပေးနိုင်ရေးစီစဉ်နေကြောင်းဖော်ပြထားပါတယ်။ဒါအပြင်နိုင်ငံတကာအာဆီယံနဲ့အိန္ဒိယနိုင်ငံများကိုလိမ်ညာရန် ရွေးကောက်ပွဲဥပဒေများပြင်ဆင်နေတယ်လို့လည်းဆိုထားပါဗျ။ချင်းလန်းကောင်စီကစူပါရွေးကောက်ပွဲဟာနိုင်ငံပြည်ပခါကိုဆိုးရွားစေမည်ဖြစ်သဖြင့်နိုင်ငံတကာတိုင်းဝန်းကအတိအမှန်မပြုရန်နဲ့ပတ်မုံမုံမပြုလို့ရန်တိုက်တွန်းထားပါဗျ။ထောက်ပြန်ချက်တွင်ချင်းပြည်တွင်နန်းစီရံဝန်ထမ်းများကိုရွေးကောက်ပွဲတွင်ပါဝင်ခြင်းမပြုရန်နဲ့ချင်းပြည်သူများကိုအတင်းအဓမ္မမဲပေးခိုင်းခြင်းကိုညှင်းဆိုရန်တိုက်တွန်းထားပါဗျရှင်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ကရရန်မျိုးသားတက်မတော်ဖွဲ့စည်းတည်ထောင်ခြင်းတစ်နှစ်ပြည့်အခမ်းအနားကျင်းပတဲ့သတင်းဖြစ်ပါတယ်။ ကဲမြူတာတက်မတော် KNA ဖွဲ့စည်းတည်ထောင်ခြင်းတစ်နှစ်ပြည့်ခမ်းနားကိုအော်တိုဘာလ29ရက်နေ့က KN ဒေတာတနေရာမှာကျင်းပပြုလုပ်ခဲ့တယ်လို့ KNA ကထုတ်ပြန်ထားပါတယ်။ခမ်းနားကို KN မြူတာတက်မတော် KNA နိုင်ငံရေးဦးဆောင်ကော်မတီဝင်များတက်ဖို့တက်မှုများမဟာမိတ်ကိုယ်စားလှယ်များနဲ့ဒေတာငံပြည်သူအချို့တက်ရောက်ခဲ့တယ်လို့သိရပါတယ်။ဆိုပါခမ်းနားတွင်စီရေးပြစေကြောင်းမှကိုင်အတွင်းခြေတက်နေရာယူခြင်း KM မြို့သားအလန်တော်နဲ့ KM မြို့သားတက်မတော်အလန်တော်အားအလေးပြုခြင်းခင်းဆက်ဆက်ဆရာနာရှင်ကိုတိုက်ပွဲဝင်ရေးကြဆုံသွားတဲ့ ကရန်အာဇာနည်သူရဲကောင်းများနဲ့ကရန်နေမှကြာဆုံးသွားခဲ့တဲ့အာဇာနည်ခုနှစ်ဦးတို့အားအလေးပြုဂုဏ်ပြုခြင်းစီရေးပြစစ်ကြောင်းများကိုစစ်ဆေးခြင်းများပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ဆက်လက်ပြီးကရန်မျိုးသားတက်မတော်ဥက္ကဋ္ဌမှအွန်လိုင်းမှတဆင့်အဖွဲ့မိန်ကုန်ပြောကြားခြင်းကရန်မျိုးသားတက်မတော်စစ်ဦးစီးမှုမှမိန်ကုန်ပြောကြားခြင်းမဟာမိတ်ဖွဲ့စည်းမှကိုယ်စားလှယ်တူကအားပေးစကားပြောကြားခြင်းတို့ကိုလှုံ့ဆော်ခဲ့တယ်လို့ဆိုပါတယ်။အဲဒီနောက်ကရန်မျိုးသားတက်မတော်မှဆေးရေးတူပြခြင်းစစ်တီးရဲမိန်များမှအကန့်ဖြင့်တင်ဆက်ခြင်း ကျေးဇူးတင်စကားပြောကြခြင်းခန္ဓာတယောက်လာသူအားလုံးမှကယံဘုံအကကိုပါဝင်ကပြခြင်းတို့ဖြင့်ခန္ဓာကိုအောင်မြင်စွာချင်ပါပြုလုပ်ခဲ့တယ်လို့သိရပါတယ်ရှင်2026 2029ပညာသင်နှစ်အတွက်ကျောက်အပ်လက်ခံမဲ့ဆိုတဲ့သတင်းဖြစ်ပါတယ်မြို့သားညီညွတ်ရေးအစိုးရ Energy လက်အောက်ခံမြန်မာနေဦးတက္ကသိုလ်က2026 2029ပညာသင်နှစ်အတွက်ကျောင်းအလက်ခံမှုကိုနိုဝင်ဘာလ12ရက်မှဒီဇင်ဘာလ23ရက်အထိဆောင်ရွက်မည်ဖြစ်ကြောင်းအသိပေးကြေညာပါတယ် ကျောင်းလက်ခံမှုကိုမျိုးအစားနှစ်မျိုးခွဲရဆောင်ရွက်မည်ဖြစ်ရာပထမမျိုးအစားမှာ2020မတိုင်မီတက်ရောက်ခဲ့သောကျောင်းသားဟောင်းများဖြစ်ပြီးဒုတိယမျိုးအစားမှာတက္ကသိုလ်မှအောင်စင်းထုတ်ပြန်ပြီးသည့်ကျောင်းသားများဖြစ်တယ်လို့သိရပါတယ်။2020မတိုင်မီကျောင်းသားဟောင်းများအတွက်ပထမအဆင့်နွေမာလ12ရက်မှ28ရက်နေ့အတွင်းမြန်မာ education system MES တွင်စရင်သွင်းခြင်း student ID နှင့်လျှို့ဝှက်ကုတ်ရယူခြင်းသမတ်ဖောင်းနှင့်ချက်လက်များဖြည့်သွင်းခြင်းများပြုလုပ်ရမည်ဖြစ်ပြီး ရွေမလ29ရက်မှဒီဇင်ဘာလ2ရက်နေ့အတွင်းတင်သွင်း data စစ်ဆေးပြီးကြားအပ်ခွင့် email ဖြင့်ကြောင်းကြားမည်ဖြစ်ကြောင်းဖော်ပြထားပါတယ်။ဒါ့အပြင်ဒုတိယအဆင့်အတွက်ဒီဇင်ဘာလ3ရက်မှ23ရက်နေ့အတွင်း MES တွင်ကြောင်းအပ်ခြင်း admission fees ကို SDB တို့မဟုတ် energy pay မှတက်ဆက်ပေးသွင်းခြင်းငွေသွင်းပြေစာ slip ကိုသတ်မှတ်ဖောင်နှင့်ဖြည့်သွင်းခြင်းများပြုလုပ်ရမှာဖြစ်ပြီးမှားရွေးမှာကကြောင်းအပ်မအောင်မြင်သလိုအခကျင်းငွေပြန်မရရှိနိုင်ကြောင်းသတိပေးထားပါတယ်။ အနန္နမီအတန်းမေဂျာအသေးစိတ်ကိုနွေမာလာ၁၂ရက်နောက်ပိုင်းမှာတင်ညာမယ်လို့သိရပါတယ်။အောက်ဇင်းထုတ်ပြန်ပြီးသည့်ကျောင်းသားမအတွက်ဒီဇင်ဘာလ၃ရက်မှ23ရက်နေ့အတွင်း MES မှတက်ဆင့်ကျောင်းအချင်း Admission Fees ပေးသွင်းခြင်းငွေသွင်းပြေစာဖြည့်သွင်းခြင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း Incomplete ရရှိသူများအတွက်ဒီသက်လမ်းညွှန်ချက်ထုတ်ပြန်မည်ဖြစ်ကြောင်းအောင်စည်းမပါဝင်သူများကိုမူလအတန်းတွင်သာပြန်တက်ခွင့်ပြုမည်ဖြစ်ကြောင်းဖော်ပြထားပါတယ်။ဒေသိတ်လမ်းညွှန်ချက်များကိုစတင်ရက်များတွင် Facebook နှင့် Channel များမှကြေညာမည်ဖြစ်သဖြင့် ကျောင်းသားများအနီးကပ်လေ့လာရန်အကြံပြုထားပါတယ်။ယခုကျောင်းအလက်ခံမှုတွင်တက္ကသိုလ်ဝင်ခွင့်၃ချိန်ရရှိပြီးကျန်ရှိနေသောကျောင်းသားများပါဝင်ခွင့်မရှိကြောင်းထည့်သွင်းကြေညာထားပါတယ်ရှင်။ခုနောက်ဆုံးတင်ပြပေးမယ့်သတင်းကတော့တအောင်းဒေတာတွင် BSLF TNL မြို့သမီးဖွံ့ဖြိုးရေးဌာနမှခြေရွာ၁၄ရွာတွင်အသိပညာပေးကွင်းဆင်းတဲ့သတင်းဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတအောင်းဒေတာအတွင်း လောင်ပြည်နယ်လူမျိုးရေးတပ်ဦး PSLF DNLA ၏မျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနကအော်တိုဘာလအတွင်းဈေးရွာဆက်လေးရွာတွင်ပြည်ပညာပေးကွင်းဆင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသတင်းထုတ်ပြန်ပါရယ်။ဆိုပါကွင်းဆင်းမှုများကိုမန်တိုမြို့နယ်ရှိဈေးရွာ9ရွာ၊နမ်တူမြို့နယ်ရှိဈေးရွာ2ရွာနဲ့မူဆယ်မြို့နယ်ရှိဈေးရွာ900တို့တွင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီးစုစုပေါင်းပြည်သူ488ဦးထံမျိုးသမီးနှင့်ပျော်ရွှင်သောမိသားစု မျိုးသမီးနဲ့ဂျမားရဲ့လိမ်ပိုင်းဆိုင်ရာအသိပညာစသည့်အကြောင်းအရာများကိုပို့ချခဲ့တယ်လို့ PSLF DNL သတင်းနဲ့ပြန်ကြားရေးဌာနကထုတ်ပြန်ပါတယ်။ PSLF DNL မျိုးသမီးဖွံ့ဖြိုးရေးဌာနသည်တောင်းဒေသအတွင်းမျိုးသမီးများပေါ်ကြမ်းဖက်မှုရောကြစေရေးမျိုးသမီးစွမ်းရည်မြင့်တင်ရေးစီယုံရေးအိမ်နွေးမှုနဲ့ဝင်ငွေလည်ပတ်မှုလုပ်ငန်းစဉ်များကိုချမှတ်အကောင့်ထက်ပေါ်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတော့ Car Share နဲ့ပတဲဖို့တို့ကပေးပို့ထားတာဖြစ်ပါတယ်ရှင်။